မ္မာနိုင်ငံမှာအင်အားပြင်းငလင်ဘေးဒဏ်ခံနေရတဲ့ပြည်သူတွေအတွက်ကနေဒါနိုင်ငံကလူသားချင်းစာနာမှုဆိုင်ရာအကူအညီဒေါ်လာ6.5တန်ပေးရသွားမယ်လို့ကနေဒါအစိုးရကထုတ်ပြန်ပါတယ်။ထောက်ပံ့ငွေတွေကိုအရေးပေါ်စေကူသားမှုဆိုင်ရာဝန်ဆောင်မှုတွေထောက်ပံ့ပေးတာအမိုးအကာအစားတောင်းနဲ့တခြားအရေးပေါ်ပစ္စည်းတွေပေးအပ်ရမှာအသုံးပြုသွားမယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ကွန်ကြီးထောက်ပံ့ငွေတွေကဒေါ်လာ၄တန်းကိုကနေဒါကြက်ချင်နီကနေတဆင့်အပြည်ပြည်ဆိုင်ရာကြက်ချင်နီနဲ့လာချန်နီအသင်းများဖက်ဒရေးရှင်း IFRC ကို ပေးရမှာ ဖြစ်ပါတယ်။ဒေါ်လာ၂တန်းကတော့ကမ္ဘာစားနပ်ရိက္ခာအစီအစဉ် WFP ကိုပေးရမှာဖြစ်ပါတယ်။နောက်ထပ်ဒေါ်လာ၂တန်းကတော့မြန်မာနိုင်ငံလူသားချင်းစာနာမှုရန်မုံငွေကိုထောက်ပံ့မှုအတွက် ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညီနိုင်ရေးရုံးကိုပေးရမှာဖြစ်ပါတယ်။နောက်ထပ်ဒေါ်လာ၁.၅တန်းကတော့လူသားချင်းစာနာမှုဆိုင်ရာမိဖက်အဖွဲ့တွေစီကိုကနေဒါလူသားချင်းစာနာမှုကူညီထောက်ပံ့ရေးရန်မုံငွေကနေပေးရသွားမယ်လို့ဧပြီလ၄ရက်နေ့ကထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်ခင်ဗျာ။ မတ်လ28ရက်ကလှုပ်ခတ်ခဲ့တဲ့အင်အားပြင်းငလင်ကြောင့်မန္တလေးတိုင်းတွင်ပျို့ကျပျက်စီးခဲ့တဲ့အဆောက်အုံတွေကနေဧပြီလ6ရက်နေ့မှာတည်ဆုံးသူ9ယောက်ရဲ့ရုပ်အလောင်းတွေကိုရှာဖွေခဲ့စေတပ်ဖွဲ့တွေကထပ်မံတွေ့ရှိခဲ့တယ်လို့မိသက်ဦးစီးဌာနကထုတ်ပြန်ပါတယ်။မန္တလေးမြို့83လမ်း29လမ်းရှိပျို့ကျတိန်ဖြူဟိုတယ်အဆောက်အုံကနေအမျိုးသမီးတစ်ယောက်အမေတာဆန်မြို့နယ် Sky Villa အဆောက်အုံကနေကလေးငယ်ယောက်ျားလေးတစ်ယောက်နဲ့မိန်းကလေးတစ်ယောက်အမျိုးသမီးတစ်ယောက် 52လမ်း60 68လမ်းကြားရှိ RCC 6ထပ်အဆောက်အအုံ9မြို့သမီးတယောက်စုစုပေါင်းတေဆုံးသူ9ယောက်ရဲ့ရုပ်အလောင်းတွေကိုတွေ့ရှိခဲ့တာပါပြိုကျအဆောက်အုံတွေကနေတေဆုံးရုပ်အလောင်းတွေကိုမြန်မာရုရှားနဲ့တရုတ်ရှာဖွေကယ်ဆယ်တပ်ဖွဲ့တွေတွေ့ရှိခဲ့တာဖြစ်ပြီးရှာဖွေကယ်ဆယ်လုပ်ငန်းတွေကိုဆက်လုပ်ဆောင်နေတယ်လို့သိရပါပါတယ်ခင်ဗျာငလင်လောက်ခတ်ပြီးဆက်ရက်အကြာမှာတေဆုံးသူ၄300ကျော်ရှိလာတဲ့သတင်းကိုတင်ဆက်ပေးပါမယ် 2025ခုနှစ်မတ်လ28ရက်နေ့လယ်တနင်္ဂနွေဝင်းကျင်မြန်မာနိုင်ငံမန္တလေးမြို့နယ်16ကီလိုမီတာအကွာကိုဗဟိုပြုပြီးလှုပ်ခတ်ခဲ့တဲ့ပြင်အား9.9 Richter scale ရှိငလင်လှုပ်ခတ်ခဲ့ပြီးဆက်ရက်အကြာဧပြီလ9ရက်နေ့မြန်မာစံတော်ချိန်နေ့လယ်တနင်္ဂနွေအချိန်ထိစုစုပေါင်းတေဆုံးသူ4325ယောက်ရှိပါတယ်။ထိခိုက်ဒဏ်ရာရှိသူ6588ယောက်ပျောက်ဆုံးနေသူ448ယောက်နဲ့ကယ်ဆယ်ရရှိသူ 468ရောက်ရှိကြောင်း DVB data တင်ကကောက်ယူစုဆောင်းထားတဲ့စင်းတွေအရာသိရပါဗျ။ဒီရေအတွက်ဟာ DVB ကလက်လန်းမိသလောက်ကောက်ယူရရှိထားတဲ့ကိန်းဂဏန်းတွေသာဖြစ်ပြီးမြေပြင်မှာကယ်ဆယ်ရေးလုပ်ငန်းတွေလှုပ်ဆောင်နေစေအခြေအနေဖြစ်တာကြောင့်တည်ဆုံးသူဥယေထပ်တွန်းနိုင်ပါဗျ။စစ်ကောင်စီဘက်ကတော့ April 6ရက်နေ့ထိတည်ဆုံးသူ3514ယောက်ထိခိုက်ဒဏ်ရာရရှိသူ4809ယောက်နဲ့ပျောက်ဆုံးသူအယောက်210ရှိကြောင်းထုတ်ပြန်ထားပါတယ်ခင်ဗျာ။ မြန်မာနိုင်ငံရဲ့ငလင်တန်းတင့်ဒေတာတချို့မှာမိုးသက်ထန်စွာရာသွန်းခဲ့တာကြောင့်ကယ်ဆယ်ရေးလုပ်ငန်းကိုအခက်အခဲဖြစ်စေနိုင်ပြီးကုသရောဂါဖြစ်ပွားနိုင်ခြင်းမြင့်တက်လာတယ်လို့အကူအညီပေးရေးအဖွဲ့တွေကသတိပေးပါတယ်။ဒီသတင်းပတ်ကုန်မှာအချိန်ခါမဟုတ်ရာသွန်းခဲ့တဲ့မိုးနဲ့ပူပြင်းတဲ့ရာသီဥတုကြောင့်ကာလာဝမ်းရောဂါလိုမျိုးရောဂါကူးစက်မှုတွေဖြစ်လာနိုင်တယ်လို့လည်းဆိုပါတယ်။အဲ့ဒီနောက်နေပြင်ပလမ်းတွေပေါ်မှာစခန်းချနေထိုင်တဲ့ဒေသခံတွေအတွက်ယာယီတဲတွေပို့ပြီးလိုအပ်နေကြောင်းကုလသမဂ္ဂအကူအညီပေးရေးအကြီးအကဲဖြစ်သူ တွန်ဖလက်ချာကပြောထားပါတယ်ခင်ဗျာဒေသစံတော်ချိန်ဧပြီလ6ရက်နေ့ကအမေရိကန်ပြည်ထောင်စုဆန်ဖရန်စစ္စကိုဘေးအေရီယာမှာပြုလုပ်ခဲ့တဲ့နိုင်ငံတော်ရဲတိုင်ပင်ခံပုဂ္ဂိုလ်တောင်ဆန်းစုကြည်ရဲ့တားငယ်ခင်အဲရစ်ခေါ်ကိုထိန်လင်းနဲ့မြန်မာမိသားစုတွေတွေ့ဆုံပွဲတွေကနေရန်ပုံငွေဒေါ်လာ9000ကျော်ရရှိခဲ့ပါတယ်ကိုထိန်လင်းဟာဒေါ်အောင်ဆန်းစုကြည်ရဲ့အသက်80ပြည့်မွေးနေ့ကမ်ပိန်းအတွက်အမေရိကန်ပြည်ထောင်စုကိုရောက်ရှိနေတာဖြစ်ပါတယ် သူ့ရဲ့မူလရည်ရွယ်ချက်ကဒေါအောင်ဆန်းစုကြည်ပြန်လည်လွတ်မြောက်ရေးနဲ့သူနောက်ထပ်ပြုလုပ်မဲ့မြန်မာပြည်သူတွေတောက်တုံးရေတန်ရရှိရေး project အတွက်သတင်းစကားပေးပို့ဖို့ဖြစ်ပါတယ်။မတ်လ28ရက်နေ့ကမြန်မာနိုင်ငံမှာအင်အားပြင်းငလင်လောက်ခတ်ခဲ့ပြီးတဲ့နောက်မှာတော့ကိုထိန်လင်းဟာသူရရှိထားတဲ့ရမုံငွေတွေကိုငလင်ဘေးတဲ့ပြည်သူတွေကိုလူဒန်းဖို့ဦးစားပေးလိုက်တာဖြစ်ပါတယ်ခင်ဗျာ။ ပြီးခဲ့တဲ့သတင်းပတ်ကမြန်မာနိုင်ငံအလဲပိုင်းကိုဗဟိုပြုလုပ်ခတ်ခဲ့တဲ့အင်အားပြင်းကလင်ကြောင့်တိုက်ဆုံသူနဲ့ထိခိုက်ဒဏ်ရာသူပေါင်းတထောင်ကျော်ရှိလာခဲ့ပြီလို့ DVB Data တင်အဖွဲ့ကကြောက်ယူခဲ့တဲ့စီးရင်ရသိရပါဗျ။မတ်လ28ရက်နေ့ကစကိုင်းမြို့အနီးကိုဗဟိုပြုပြီးလုပ်ခတ်ခဲ့တဲ့ Richard Scale 9.8ရှိတဲ့အင်အားပြင်းကလင်ကြောင့်တိုက်ဆုံသူပေါင်း4325ယောက်ဒဏ်ရာရသူ6588ယောက် ပျောက်ဆုံးနေသူ448ယောက်နဲ့ကယ်ဆယ်ရရှိသူ498ယောက်ရှိပြီလို့ဧပြီလ9ရက်ဒီကနေ့နေ့လယ်တနာရီအထိ DVB ကစီးရင်ကောက်ယူရရှိထားပါတယ်။ဒီရေအတွက်ဟာ DVB ကလက်လန်းမိသလောက်ရရှိထားတဲ့ကိန်းခန်းတွေသာဖြစ်ပြီးမြေပြင်မှာကယ်ဆယ်ရေးလုပ်ငန်းတွေလှုပ်ဆောင်နေစေအခြေအနေဖြစ်တာကြောင့်တည်ဆုံးသူဥယျာဉ်နောက်ထပ်တိုးလာနိုင်ပါတယ်။စစ်ကောင်စီကတော့ငလင်ကြောင့်အ ਨੇ ဆုံး3481ယောက်တည်ဆုံးကြောင့်အတည်ပြုနိုင်ခဲ့ပြီး 4681ယောက်ကတော့ထိခိုက်ဒဏ်ရာရှိခဲ့က214ယောက်ကတော့ပျောက်ဆုံးနေတယ်လို့ထုတ်ပြန်ထားပါတယ်ခင်ဗျာဆက်လက်ပြီးတင်ဆက်ပေးမယ့်သတင်းကတော့နော်ဝေနိုင်ငံဟာငလင်းတန်းတဲ့မြန်မာပြည်သူတွေအတွက်ခရနာငွေတန်း30အမေရိကန်ဒေါ်လာ1.3သန်းနီးပါးကိုထပ်ဆောင်းထောက်ပံ့ပေးသွားမယ်လို့ဖွံ့ဖြိုးမှုပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနကအတည်ပြုထုတ်ပြန်ပါတယ်။ ဧပြီလ9ရက်နေ့ထုတ်ပြန်ချက်အရလက်ရှိအချိန်မှာအရေးပေါ်အကူအညီတွေအထူးတက်လဲလိုအပ်နေတဲ့အလျောက်လူသားချင်းစာနာတဲ့တုံ့ပြန်မှုအဖြစ်အခုလိုမျိုးဖြည့်ဆည်းပေးဖို့ဆုံးဖြတ်လိုက်တာဖြစ်ကြောင်းဖော်ပြထားပါတယ်။ကမ္ဘာ့ချက်ချင်းဤအသင်းနဲ့ကမ္ဘာ့စာနာရေးခါအစီအစဉ် WFP ကနေတဆင့်နော်ဝေရဲ့ထောက်ပံ့ငွေခရိုနာတန်း30ကိုဖြန့်ဝေပေးသွားမယ်လို့လည်းဆိုပါတယ်။ဒီလိုမျိုးအတင်းဆောင်မခံတဲ့ကာလမှာငလင်ဘေးတင်ပြည်သူတွေအတွက်ခလုံးစရာနေရာတန်ရှင်းတဲ့ရေစာနာရေးခါ ကျမရေဆောက်ရှောက်မှုနဲ့အခြားလိုအပ်တဲ့အရာတွေထိထောက်ပံ့ပေးသွားဖို့ရှိနေတယ်လို့သိရပါဗျ။နော်ဝေဟာခရိုနာငွေ85တန်းဒေါ်လာအားဖြင့်9တန်းနီးပါးကိုကုလသမဂ္ဂရဲ့ CERF အစီအစဉ်နဲ့ကြက်ချင်းနေအတင်းရဲ့ DREF ရမငွေကနေတဆင့်ငလင်ကစဲရဲအတွက်ထုတ်ပေးခဲ့ပြီးဖြစ်ပါတယ်။မြန်မာနိုင်ငံအတွက်အကူအညီပေးမှုစုစုပေါင်းဟာခရိုနာငွေ105တန်းဒေါ်လာ6.8တန်းအထိရှိလာပြီဖြစ်ပါတယ်ခင်ဗျာ။ မြမငလင်ဘဲအတွက်ပါကစ္စတန်နဲ့အိန္ဒိယနိုင်ငံတွေကလူသားချင်းစာနာထထားမှုဆိုင်ရာအကူအညီတွေထပ်မံပေးပို့ခဲ့ကြတဲ့အကြောင်းသတင်းတွေမှာအသီးသီးဖော်ပြပါဗျ။ပါကစ္စတန်နိုင်ငံဟာငလင်လောက်ခက်ခဲ့ပြီးနောက်ရပ်ပိုင်းကြမှာပဲအလေးချိန်35တန်ရှိအစားအစာတွေနဲ့လူသားချင်းစာနာထထားမှုဆိုင်ရာအကူအညီတွေကိုပထမအကြိမ်ပေးပို့ခဲ့ပြီးဧပြီလ9ရက်နေ့မှာလည်းဒုတိယအကြိမ်ဖြစ်ထပ်မံပေးပို့လိုက်တာပါဒုတိယအကြိမ်အကူအညီတွေထဲမှာတော့ရွက်ဖြင့်တန်တဲ့အမိုးကာတွေစောင့်တွေစေဝါနဲ့ အသင့်စားသောက်ဆရာတွေစားတဲ့အကူအညီတွေတန်ချိန်80အထိပါဝင်တယ်လို့ဆိုပါတယ်။မြန်မာနိုင်ငံကလည်းဧပြီလ6ရက်ကမြမငလင်ဘေးအတွက်အိန္ဒိယနိုင်ငံကနေ C70 လေတပ်လေယာဉ်နဲ့လူသားချင်းစာနာထထမှုဆိုင်ရာအကူအညီ30တန်ထပ်မံပေးပို့လိုက်ပြီးအဲ့ဒီထဲမှာတော့အိန္ဒိယစစ်တပ်ကဖွင့်လှစ်ထားတဲ့မြေပြင်စေယုံအတွက်လိုအပ်တဲ့ပစ္စည်းတွေနဲ့အစားအစာတွေပါဝင်တယ်လို့ဆိုပါတယ်။ ်ပြီးခဲ့တဲ့စနေနေ့တုန်းကလည်းအိန္ဒိယကလူသားချင်းစာနာထားထားမှုဆိုင်ရာအကူအညီအနေနဲ့အစားအစာတန်ချိန်442တန်ကိုမြန်မာနိုင်ငံစီကိုလွှဲပြောင်းပေးရခဲ့ပါတယ်ခင်ဗျာအစောရောဖြူဖြူချတဲ့ရဲ့ရှိုးဘက်မှာငလင်ပေးအေးပေါလိုအပ်ချက်အတွက်ပစ္စည်း၃မျိုးလေလံတင်ရမှာ AUS ဒေါ်လာ1300ရရှိခဲ့တယ်လို့သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာရေးသားထားပါဗျ။ဧပြီလ9ရက်နေ့က Riverside Theater မှာကျင်းပခဲ့တဲ့ဖြူဖြူ in Sydney show မှာလွမြောက်နယ်မြေကငလင်တန်တဲ့ပြည်သူတွေကိုအရေးပေါ်ကူညီနိုင်ဖို့အတွက်ပစ္စည်း၃မျိုးကိုလေလံတင်ပြီးရန်ပုံငွေကောက်ခံခဲ့တာဖြစ်ပါတယ်။လေလံတင်ခဲ့တဲ့ပစ္စည်းတွေထဲမှာအစောရဖြူဖြူကြော်သိန်းကိုရိုင်းတီးခတ်ပြီးလက်မှတ်ရေးထိုးထားတဲ့ဂစ်တာက AUS ဒေါ်လာ9000ထားထက်ထက်ကိုရိုင်းထိုးထားတဲ့ handmade တချောင်းတိုးချစ်စရာအယုတ်14တယုတ်က AUS ဒေါ်လာ2800နောက်ဆုံးတစ်ခုကတော့ anti-matuma လို့တည်ကြတဲ့မငင်းငင်းကြော်လူလန်းထားတဲ့ ဩစတြေးလျမှာရဖို့မလွယ်တဲ့ကန်းကော်ပင်တစ်ပင်က AUS ဒေါ်လာ900ရရှိခဲ့တယ်လို့သိရပါဗျ။လေလံပွဲကရရှိခဲ့တာတွေကိုငလင်ဘေးလိုအပ်ချက်အတွက်တပြားမကျန်အမြန်ဆုံးဆက်သွယ်ထောက်ပို့ပေးသွားမယ်လို့သူ့ရဲ့ Facebook မှာရေးသားဖော်ပြထားပါတယ်ခင်ဗျာ။ငလင်တန်ကြောင့်ကုကရမဲ့နေတဲ့သခိုင်းတိုင်းကိုလာတဲ့အလူရှင်တွေရဲ့ကိုရီးအချက်လက်တွေကိုမှတ်တမ်းတင်ထားဖို့စစ်ကောင်စီပြည်ထရေးကညွှန်ကြားထားပါတယ်။မနေ့ကသခိုင်းမြို့ကိုစစ်ကောင်ဆောင်တဲ့အဖွဲ့ရောက်လာချိန်မှာစသုံးလုံး SP စာရာဖာနဲ့ထောက်လိုင်းအဖွဲ့တွေကိုပြည်ထရေးဝန်ကြီးကတီးတန့်တွေ့ဆုံပြီးပြောဆိုခဲ့တာလို့စာသုံးလုံးနဲ့နှိဆက်တဲ့သတင်းအရှင်းမြစ်ကပြောပါရယ်မတ်လ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့ငလင်ချောင်းသခိုင်းမြို့မှာတည်ဆုံသူ600နီးပါးနဲ့ဒဏ်ရာရသူ1000ကျော်ရှိပြီးပျက်စီးဆုံးရှုံးမှုအနေနဲ့စည်ရင်းကောက်ယူနေစေလို့ပရာဟိတအဖွဲ့ဝင်တယောက်က TVB ကိုပြောပါရယ်သခိုင်းတိုင်းအစိုးရအဖွဲ့ရဲ့ April 6ရက်နေ့အထိကောက်ယူထားတဲ့စည်ရင်းတွေအရတည်ဆုံသူ961ယောက်နဲ့ဒဏ်ရာရသူ 920ရှိပြီးဘာသာရေးအဆောက်အအုံ394လုံးလန္ဒရာနဲ့ဌာနဆိုင်ရာအဆောက်အအုံ923လုံးနဲ့လူနေအိမ်3868လုံးပျက်စီးဆုံးရှုံးခဲ့တယ်လို့ထုတ်ပြန်ထားပါတယ်ခင်ဗျာဆလတ်တင်ဆက်ပေးမယ့်တဲ့ရင်ကတော့မြမမြင်ကလင်ဘေးအတွက်ကူညီပေးဖို့ထိုင်းအရေးပေါ်ကယ်ဆယ်အဖွဲ့နှစ်ဖွဲ့ဟာနေပြည်တော်ကနေမန္တလေးမြို့ကိုရောက်ရှိလာပြီလို့ထိုင်းတန်ယုံဘက်ကသတင်းထုတ်ပြန်ပါတယ်ဧပြီလ9ရက်နေ့မှာကူညီရေးလုပ်ငန်းတွေကိုစတင်မယ်လို့လဲဆိုပါတယ် ထိုင်းအရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ခေါင်းဆောင်နဲ့ထိုင်းတပ်အမတ်ကြီးတို့ဟာငလင်တန်းခံခဲ့ရတဲ့ Sky Filler ရဲ့မြေပြင်အခြေအနေကိုကွင်းဆင်းခဲ့ကြည့်ရှုခဲ့ကြပြီးအဖွဲ့ဝင်တွေကမင်္ဂလာမာကတ်အဓိပတိလမ်းနဲ့ပြည်သူတွေနေထိုင်ရာအနီးအနားကိုတွားရောက်ကြည့်ရှုခဲ့ကြတယ်လို့သိရပါတယ်ခင်ဗျာငလင်ဘေးဒေမြန်မာပြည်သူတွေကိုလာရောက်ကူညီခဲ့တဲ့စင်ကာပူအဖွဲ့ကမပြန်ခင်မှာရှာဖွေကယ်ဆယ်ရေးလုပ်ငန်းသုံးပစ္စည်းကိရိယာ၁၇မျိုးကိုမြန်မာနိုင်ငံမိသားတပ်ဖွဲ့စီကိုလူဒန်းသွားခဲ့ပါတယ် ငလင်လောက်ပြီးနောက်တစ်နှစ်မှာပဲစင်ကာပူနိုင်ငံကစင်ကာပူ Civil Defense Force Operation Lion Heart Contingent အဖွဲ့ဟာရှာဖွေကယ်ဆယ်ရေးလုပ်ငန်းသုံးပစ္စည်းကိရိယာတွေရှာဖွေကယ်ဆယ်ရေးခွေတွေအစစ်မြင့်နေပညာသုံးပစ္စည်းကိရိယာတွေနဲ့အတူမြန်မာနိုင်ငံကိုရောက်ရှိလာခဲ့တာပါစင်ကာပူဖွဲ့ဟာနေပြည်တော်ရှိမြို့နယ်တွေနဲ့ကြော်ဝဲမြို့တို့မှာရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေအသက်ရှင်ကြံရည်သူတွေကိုရှာဖွေတဲ့လုပ်ငန်းတွေမှာကူညီပေးခဲ့တာပါဒီဖွဲ့ဟာလုပ်ငန်းတွေပစ္စည်းလို့စင်ကာပူကိုမပြန်ခင် ဧပြီလ6ရက်နေ့မှာမိသက်ဦးစီးဌာနညွှန်ကြားမှုချုပ်ကိုတွဲဆုံနှုတ်ဆက်ပြီးသူတို့ယူလာတဲ့ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းသုံးပစ္စည်းကိရိယာတွေကအမျိုးအစား7မျိုးကိုပေးအပ်လူရန်ခဲ့တာဖြစ်ပါတယ်ခင်ဗျာငလင်ချောင်း Sky Villa အဆောင်ပြိုချမှုမှာရှာဖွေကယ်ဆယ်ရေးလှုပ်ဆောင်ခဲ့ရမှာဧပြီလ9ရက်နေ့လယ်အချိန်မှာတော့အမျိုးသမီးနဲ့ကလင်းငယ်တွေအပါအဝင်ရုပ်အလောင်း၁၀ရောက်တို့ကိုထပ်မံရှာဖွေတွေ့ရှိခဲ့တယ်လို့သိရပါတယ် မန္တလေးမြို့အောင်မြေတာဆန်မြို့နယ် Sky Villa အဆောက်အုံပြိုချမှုမှာပိတ်မိနေသူတွေကိုမြန်မာနိုင်ငံမိသားတပ်ဖွဲ့ကရှာဖွေကယ်ဆယ်တပ်ဖွဲ့ဝင်တွေနဲ့တရုတ်နိုင်ငံက Blue Sky Rescue အဖွဲ့ဝင်တွေပူးပေါင်းပြီး April 9ရက်နေ့မှာရှာဖွေကယ်ဆယ်လုပ်ငန်းတွေကိုလှုပ်ဆောင်ခဲ့တာပါအဲ့ဒီလိုလှုပ်ဆောင်ခဲ့ရမှာအမျိုးသမီး၈ယောက်နဲ့ကလေးငယ်၂ယောက်တို့ရဲ့ရုပ်အလောင်းတွေကိုရှာဖွေတွေ့ရှိခဲ့တယ်လို့မြန်မာနိုင်ငံမိသားတပ်ဖွဲ့ကဒီကနေ့ April 9ရက်နေ့မှာထုတ်ပြန်ပါတယ်မန္တလေးရှာဖွေကယ်ဆယ်ရေးမှာ အမျိုးသမီးချုပ်အလောင်း6ခုကိုရှာဖွေတွေ့ရှိခဲ့ပြီးနေ့လယ်12နာရီနောက်ပိုင်းမှာတော့ဆက်လက်ရှာဖွေရမှာယောက်ျားလေးကလေးတစ်ယောက်နဲ့မိန်းကလေးကလေးတစ်ယောက်အပါအဝင် အမျိုးသမီး2ယောက်တို့ကိုဆက်လက်ရှာဖွေတွေ့ရှိခဲ့တယ်လို့သိရပါပါတယ်ခင်ဗျာနောက်ထပ်မိုးလေဝသသတင်းကိုတင်ဆက်ပေးပါမယ် ဘင်္ဂလားပင်လယ်ထဲမှာမုန်တိုင်းဖြစ်နိုင်ခြင်းများနဲ့ပြီးရုတ်တရက်မိုးများနေတာကြောင့်ရေကြီးနိုင်မဲ့အနေရရှိလာနိုင်တယ်လို့မြေပြုံမြေကျွန်းနံနာကိုသတိပြုဖို့လိုတယ်လို့မိုးလေဝသပညာရှင်ဦးဝင်းနိုင်ကပြောပါရယ်စစ်ကောင်စီဩစာခံမိုးလေဝသဌာနကလည်းဧပြီလ6ရက်နေ့ညနေ6နာရီခွဲအချိန်တိုင်းနာချက်တွေရဧပြီလ17ရက်နေ့ထိတနိုင်ငံလုံးမှာနေရာကွက်ကြားကနေနေရာစိတ်စိတ်မိုးရွာနိုင်တယ်လို့ထုတ်ပြန်ထားပါရယ်ဧပြီလ12ရက်နေ့ကနေ14ရက်နေ့ထိမှာတော့တနိုင်ငံလုံးမှာနေရာစိတ်စိတ်ကနေနေရာအနှံပြားမိုးထစ်ချုံရမယ်လို့ခန့်မှန်းထားပါရယ် ဧပြီလ9ရက်နေ့ကစတင်ပြီးဘင်္ဂလားပင်လယ်တောင်ပိုင်းမှာလေပြာနဲ့ရဝန်ကတဆင့်မုန်တိုင်းဖြစ်လာနိုင်ခြင်းနဲ့မြမကံယူရန်ဘက်ကိုဆက်လက်ရွေရှားနိုင်တဲ့ဖြစ်နိုင်ခြေတွေမြင့်တက်လာတာနဲ့အတူရုတ်တရက်မုန်းများနိုင်မဲ့အခြေအနေကြောင့်ရေကြီးနိုင်မဲ့အနေရရှိလာနိုင်ကြောင်းထုတ်ပြန်ထားပါတယ်။ဒါအပြင်ငလင်ထိထားတဲ့မြေအောက်မြေထုလာအခြေအနေတွေကြောင့်မြေပြိုမြေကျွနိုင်တဲ့အခြေအနေတွေကိုကြိုတင်ထည့်သွင်းစဉ်းစားဖို့လိုအပ်လာပြီလို့သတိပေးထားပြီး ငလင်ထန်တဲ့ဒေတာကန်တွေအတွက်အမိုးကတွေစတင်စီစဉ်ဆောင်ရွက်တင်ပြီလို့လည်းအကြံပြုထားပါတယ်ခင်ဗျာရန်ကုန်မြို့ကမြို့လယ်ကောင်နေရာတွေမှာစစ်ကောင်စီလုံခြုံရေးတပ်ဖွဲ့ဝင်တွေနေရာပြန်ထားပြီးငလင်မလောက်ခတ်မိအချိန်ကထက်လုံခြုံရေးအင်အားပိုတိုးမြင့်ထားကြောင်းရန်ကုန်မြို့ကနေစီကနေသိရပါတယ်မတ်လ28ရက်နေ့ကလုခတ်ခဲ့တဲ့ငလင်တန်းကြောင့်ထိခိုက်ဆုံးရှုံးမှုတွေများခဲ့တဲ့ဒေသတွေဖြစ်တဲ့ မန္တလေးစကိုင်းတောင်ငူရှမ်းပြည်အင်းလင်းနဲ့တခြားငလျင်တန်းတဲ့ဒေသတွေကိုကူညီကယ်ဆယ်ရေးလှုံ့ဆော်ပေးဖို့နိုင်ငံတကာကအဖွဲ့တွေရောက်ရှိလာခြင်းမှာရန်ကုန်ကိုအခုလိုလုံခြုံရေးတွန်းမြင်ထားတာဖြစ်ပါတယ်။နိုင်ငံတကာမှာမျက်နှာလိုချင်တဲ့စစ်ကောင်စီကတိုင်းပြည်မငြိမ်မသက်ဖြစ်နေကြောင်းတွေကဘာကတိမှဆိုရင်တဲ့အတွက်တော်လိုင်းအားစုတွေလှုံ့ရှားလာမှာကိုဆိုရင်လို့အခုလိုလုံခြုံရေးတွန်းမြင်ထားတာဖြစ်တယ်လို့မြို့ကန်တယောက်ကပြောပါတယ်။ငလျင်တန်းကြောင့်အပြစ်ခတ်ရက်စဲထားတဲ့စစ်ကောင်စီက မြို့ပြမှာလုံခြုံရေးတင်းကျပ်ထားပြီးတိုင်းသားဒေသတွေကိုတော့လေရင်နဲ့ဒရုန်းတွေနဲ့ပုံချဲတာလက်နက်ကြီးနဲ့ပစ်ခတ်တာတွေကိုပြုလုပ်နေတာဖြစ်ပါတယ်ခင်ဗျာငလင်မလောက်ခတ်ခင်မတ်လ28ရက်မတိုင်ခင်ကစလုံးနေတဲ့ရန်ကုန်မြို့တော်ခမမန်တက်ကိုပြန်လည်ဖျက်သိမ်းနေတယ်လို့ရန်ကုန်မြို့ကန်တွေစီကနေသိရပါဗျ။ငလင်လောက်ခတ်ပြီးဧပြီလ9ရက်နေ့အထိမန်တက်ဆက်လက်စလုံးနေစေဖြစ်လို့ဝေဖန်ခံနေရဖြစ်ပြီး ဧပြီလ6ရက်ညနေပိုင်းမှာတော့ပြန်ဖြတ်သိမ်းနေတယ်လို့ရန်ကုန်မြို့ကန်တယောက်ကပြောပါဗယ်။ငလင်ကြောင့်တနင်္ဂနွေလုံးဝန်ထဲချစ်ကွဲနေရတဲ့ကာလာဖြစ်တဲ့အတွက်အခုနှစ်မြမရိုရာတကြံကိုအပျော်ပါတိဆိုကခုံမှုတွေမပါဝင်ပဲရိုရာရင်ချင်းမှုနဲ့အညီအေးချမ်းသာရတဲ့တကြံအဖြစ်ပဲကျင်းပသွားမယ်လို့စစ်ကောင်စီကဧပြီလ1ရက်နေ့မှာထုတ်ပြန်ထားပါဗယ်။ငလင်လောက်ခတ်ပြီးဆက်ရက်အကြာဧပြီလ9ရက်မြမစံတော်ချိန်နေ့လယ်တနားချိန်ထိစုစုပေါင်းတည်ဆုံသူ 4325ရောက်ထိခိုက်ဒဏ်ရာရရှိသူ6588ရောက်ပျောက်ဆုံးနေသူ448ရောက်နဲ့ကယ်ဆယ်ရရှိသူ468ရောက်ရှိကြောင်း DVB data တင်ကကောက်ယူစုဆောင်းထားတဲ့ဆင်းတွေရသိရပါပါခင်ဗျာ။